တရင်ပြိတ္တအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင် channel မှာဒီကနေ့ match လ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တစ်ဆမှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တစ်ဆမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့နေပြည်တော်အဝင်မှာလက်နက်ခဲယမ်းနဲ့ကြည်အများပြဖမ်းဆီးရမိဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်နေပြည်တော်ကောင်စီနယ်မြေတက္ကုံမြို့နယ်ကင်းတာကြီးရွာမှာရှိတဲ့နတ်ဆာကရဲ့စစ်စစ်ရေးဂိတ်မှာမနေ့ match လ16ရက်နေ့ကလက်နက်ခဲယမ်းနဲ့ကြည်မျိုးစုံဖမ်းဆီးရမိခဲ့တယ်လို့တရင်အရင်းမြစ်တွေထံကနေသိရပါတယ် ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့ကနေတက်ကုန်းမြို့ကိုဆင်းလာတဲ့ကွန်တိန်နာတစ်စီးကိုကင်းသာဂိတ်မှာဆစ်ဆေးရာနန်းနွေးအိတ်တွေထဲမှာတိုးဝက်တည်ဆောင်လာတဲ့တနက်16လက်ကြီးစံမျိုးစုံထောင်ထဲကြီးဖန်းစီရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။တရင်ရလို့ဆစ်ဆေးရာကနေမိတာဘလို့တည်ဆောင်လာတာဘဲကိုပို့မယ်ဆိုတော့ဆစ်ဆေးနေတော့မယ်။နေပြည်တော်မှာတော့လက်နက်မိတာတော့တော်တော်ရှားတဲ့ဖြစ်စဉ်လို့ပြောရမယ်လို့တရင်အရင်မြစ်တယောက်က VOM ကိုပြောပါတယ်။ဖန်းစီရမိတဲ့ရင်မောင်းနှစ်ယောက်ကိုအသေးစိတ်ဆစ်ဆေးနေတယ်လို့ဆက်ဆက်ပတ်သက်သူတွေကိုဖန်းစီရမိရေးအတွက်ဆက်လက်ဆောင်ရွက်နေပြီး သက်ဆိုင်ရာဥပဒေနဲ့ညီအေးအေးယူသွားမှာဖြစ်တယ်လို့သိရပါတယ်။နောက်တစ်တင်ဆက်ပေးမယ့်သတင်းကတော့မြင်းကြံမြို့ခမရ15စစ်စေးရေးဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား3ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းကြံမြို့ပေါ်မှာရှိတဲ့ခမရ15တပ်ရင်းစစ်စေးရေးဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သား3ဦးသေဆုံးခဲ့ကြောင်းမြင်းကြံ Black Tiger MBT တပ်ဖွဲ့ကောင်းဆောင်ပို့မိုက်ခဲကပြောကြားပါတယ်။ယမန်နေ့မက်လ18ရက်နေ့ညနေ3:20မိနစ်ကမြင်းကြံမြို့မှာရှိတဲ့တမကိုကိုလက်အောက်ခံကမရ15ချင်းမြန်တရင်မှာရှိတဲ့စစ်စေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များကပျောက်ကြားစနစ်နဲ့အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သားသုံးဦးတိစုံပြီးဒဏ်ရာရှိသူများရှိကြောင်းလည်းသိရပါတယ်။မြင်းကျက်မြို့ခမရ15ကိတ်ကိုဝင်ပစ်တာခွေးသုံးကောင်တည်တယ်။အဓိကတိုက်တွန်းချင်တာကပြည်သူတွေအာတင်းထဖို့ပါပဲ။အချိန်တန်ရင်မြို့ပြတွေကိုဝင်နိုင်အောင်ကြိုးစားသွားမှာပါ။အဲဒါကြောင့်ပြည်သူတွေအနေနဲ့ကျန်းမာရေးဆေးဝါးတွေစောင့်ထားကြဖို့တိုက်တွန်းချင်ပါတယ်။ပြီးရင်ဘလောက်ပဲစိတ်ထက်ကြကြတော်လန်ရေးကိုလက်မလျှော်ဘဲနဲ့နိုင်တဲ့ဘက်ကနေပူးပေါင်းပါဝင်ပေးပါလို့မြင်းကျက် Black Tiger MPD တပ်ဖွဲ့ကောင်းဆောင်ဗိုလ်မိုက်ခဲကပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုကို မြင်းကြံ Black Tiger MPD တပ်ဖွဲ့အညာ Federal Task Force AFDF ဝမ်ဘလီပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ကြောင်းသိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာဗီဇာနဲ့နေထိုင်ခွင့်တက်တန်းတိုးဖို့အတွက်တန်ယုံထောက်ကန်စာယူလိုပါကမြန်မာနိုင်ငံမှာရက်ကွက်နဲ့ရက်စကန်ထောက်ကန်စာတင်ပြရမယ်လို့ချင်းမိုင်စစ်ကောင်စီကောင်စစ်ဝန်ယုံကကြေညာထိုင်းနိုင်ငံရောက် CDM ဝန်ထမ်းများနဲ့နိုင်ငံရေးလှုပ်ရှားသူများကိုဥတီပြစ်မှတ်ထားခက်ခဲစေရန်ရည်ရွယ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထိုင်းနိုင်ငံမှာနေထိုင်ကြတဲ့မြန်မာနိုင်ငံသားများအနေနဲ့ဗီဇာနဲ့နေထိုင်ခွင့်တက်တန်းတွေ့ဖို့အတွက်တန်ယုံထောက်ခံစာယူလိုပါကမြန်မာနိုင်ငံမှာရက်ကွက်နဲ့ရေစကန်ထောက်ခံစာတင်ပြရမယ်လို့ချင်းမိုင်မှာရှိတဲ့စစ်ကောင်စီကောင်စစ်ဝန်ယုံကယနေ့ကြေညာပါတယ်။ထိုင်းနိုင်ငံချင်းမိုင်မြို့မှာဗီဇာနဲ့နေထိုင်ခွင့်တက်တန်းတွေ့ကြမဲ့မြန်မာများအနေနဲ့တန်ယုံရဲ့ထောက်ခံချက်ယူလိုပါကမိမိတို့နေထိုင်ရမြန်မာနိုင်ငံမှာရက်ကွက်နဲ့ရေစကန်ထောက်ခံစာမိတူကိုရယူရမည်ဖြစ်ကြောင်းထို့ပြင်ထိုင်းနိုင်ငံမှာလက်ရှိနေထိုင်တဲ့လိပ်စာဖော်ပြထားတဲ့ TM30 မူရင်းကိုပါတင်ပြမှသာလျှင်တန်ယုံထောက်ခံချက်ထုတ်ပေးမည်ဖြစ်ကြောင်းသိရှိရပါတယ်။ ချင်းမိုင်မှာရှိတဲ့စစ်ကောင်စီကောင်စီဝန်ချုပ်ယုံအနေနဲ့ခီးသောဗီဇာနဲ့ဗီဇာတက်တန်းတို့ထောက်ခံစာမှာပါကျန်ထောက်ခံစာများကိုလုတ်ပေးမည်မဟုတ်ကြောင်းဆက်လက်ကြေညာထားပါတယ်။ဘန်ကောက်မှာကထိုင်းဘက်ကလက်ခံတဲ့ဆိုဗန်ဖွင့်နာတို့ကားလိုင်စင်တို့အတွက်ထောက်ခံစာပေးတယ်ဗျ။ကျန်တဲ့ notary ကိစ္စပါညာတော့အတူတူပဲ။ဒါပေမဲ့မိတူပါညာဆိုတာလဲဘန်ကောက်ဆိုအဖြူအမဲလေးရတယ်။တက်တန်းတို့လည်းရက်ကွက်နဲ့ရေစကန်ထောက်ခံစာတွေမလိုဘူးလို့ဘန်ကောက်မှာရှိတဲ့မြန်မာတန်ယုံနဲ့နေဆက်သူတူကပြောပါတယ်။အကြံပေးစစ်တပ်လက်အောက်ခံချင်းမိုင်စစ်ကောင်စီကောင်စီဝန်ယုံမှာ notary နဲ့ တန်ယုံရဲ့ထောက်ခံစာအမျိုးမျိုးရှောက်ထားရမှာထိုင်းနိုင်ငံမှာရေရှည်နေထိုင်ခွင့်ရရှိတဲ့မြန်မာနိုင်ငံသားများကိုသာရှောက်ထားခွင့်ပြုကြောင်း notary အတွက်ဘာသာပြန်စာရွက်မူရင်းပြင်ကျန်တဲ့စာရွက်စာတမ်းများအလုံးအတွက်မိတူများကိုပါရောင်းစုံစေးသားနဲ့တင်ပြရန်ကြေညာထားပါတယ်။ချင်းမိုင်ကောက်ဆွေးဝယ်ယုံကတမ်းမှန်တန်ယုံထောက်ခံစာတွေအတွက်ကြာချိန်၃ရက်သတ်မှတ်ထားပြီး notary လက်မှတ်အတွက်ကိုတော့၁၄ရက်ထိကြာနိုင်ကြောင်းအဆိုပါကန့်သက်ချက်များကို match လ၁၉ရက်နေ့မှစတင်ပြီးလုံဆောင်သွားမယ်လို့အကြံပေးစစ်တပ်လက်အောက်ခံချင်းမိုင်မှာရှိတဲ့မြန်မာကောက်ဆွေးဝယ်ယုံကထုတ်ပြန်ကြေညာပါတယ်။ စစ်ကောင်စီကပို့ပြီးတော့ကြက်လာနေတာနိုင်ငံခြားမှာနေထိုင်ခွင့်နဲ့ဗီဇာတက်တန်းကိုမြန်မာမှာရှိတဲ့ရက်ကွက်နဲ့ရေစကန်ထောက်ခံစာယူရမယ်ဆိုတော့အဲ့ဒါကတော့နီလန်းလဲအတော်ကိုမမှန်ဘူး CDM ဝန်ထမ်းနဲ့နိုင်ငံရေးလှုပ်ရှားသူတွေဆိုရင်ဘယ်လိုလုပ်ရက်ကွက်နဲ့ရေစကန်ထောက်ခံစာယူလို့ရမလဲတမင်ကိုရည်ရွယ်ချက်ရှိရှိလုပ်တဲ့သဘောဖြစ်နေတယ်လို့ဗန်ကောက်မှာနေထိုင်တဲ့ CDM အရာရှိတအုပ်ကသုံးသပ်ပြောဆိုပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ညောင်ကျိုးတိုက်ပွဲမှာစစ်ကောင်စီရဲ့လေတပ်ကဘုံမာချိတ်ချတဲ့အတွက်စစ်သားအများပြားတိုက်ဆုံးခဲ့ရပြီး ယခုအချိန်ထိတိုက်ပွဲအတွင်းသေဆုံးသူစစ်သား120ကျော်ရှိလို့အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားနန်းလင်းသူပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပန်းအောင်မြို့နယ်ညောင်ကျိုးတိုက်ပွဲကိုပို့ဆောင်ခံရတဲ့စစ်မှုထမ်းအပတ်စဉ်6တင်းနန်းစင်တပ်သားတဲ့နန်းလင်းသူကအုပ်ဖို့မှာရှိတဲ့တော်လိုင်းတပ်ဖွဲ့ထံကိုအလင်းဝင်လာပြီးနောက်မှာ၎င်းပအဝင်ခဲ့ရတဲ့ညောင်ကျိုးတိုက်ပွဲမှာစစ်ကောင်စီရဲ့လေတပ်ကဘုံမှားချေချတဲ့အတွက်စစ်သားများပြားတေဆုံးခဲ့ရကြောင်းထုတ်ပေါ်ပြောဆိုပါရတယ်။ ပဲဂိုးတိုင်းညောင်ကျိုးတိုက်ပွဲမှာအကျန်းဖက်စစ်တပ်ရဲ့လေယာဉ်များကမှောင်ရင်ဘုံကျဲမှုနဲ့အေအေရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သား120ကျော်တေဆုံးခဲ့ကြောင်းကျန်ရှိနေသောတပ်သားများအလုံးမှလည်းတက်ပြက်၍ထွက်ပြေးကြကြောင်းစစ်မှုရန်တပ်သားတစ်ကိုနန်းလင်းသူကမူထွက်ပြေးစဉ်တော်လိုင်းတပ်ဖွဲ့များနဲ့ချိတ်ဆက်ကအလင်းဝင်ရောက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။စစ်မှုရန်တပ်သားတစ်နန်းလင်းသူဟာ2024ခုနှစ်စက်တင်ဘာ17ရက်နေ့မှာကျိုးပင်ကောင်းမြို့နယ်ရေပြင်စင်ယိုကြီးရွာမှာအကျန်းဖက်စစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုကိုခံခဲ့ရပြီးခမာယာ တိမ်မြုပ်တက်တွင်ကိုခေါ်ဆောင်ခံခဲ့ရကြောင်းထိုမှတဆင့်တံပြူစည်းရမျိုးနဲ့ဝဲကလိအမှတ်လေးတက်မတော်တမ်းမြင့်လေးကျင်ကြီးအကြောင်းကိုပို့ဆောင်ခံခဲ့ရကစစ်မှုထမ်းပတ်စဉ်6တင်းနဲ့တက်ရောက်ခဲ့ရကြောင်းသိရှိရပါတယ်။အဲဒီလိုစစ်မှုထမ်းတင်းနဲ့တက်ရောက်ပြီးနောက်မှာပဲခူးတိုင်းကြောက်ကြီးမျိုးနဲ့နက်တန်ကွင်းရှီတန်းစကန်ကိုပို့ဆောင်ခံရကြောင်းအဲဒီကနေတဆင့်ညောင်ကျိုးစကန်ကိုပို့ဆောင်ခံရကြောင်းမတ်လ16ရက်နေ့မှာကိုနန်းလင်းသူဟာတာယာဝရီခရိုင်တရင်383ညနဲ့တက်ခွဲလေးမြောက်ပြောက်ကြတက်ဖွဲ့အုပ်ဖို့တံကိုလက်နက်မဲ့အလင်းဝင်ရောက်ခဲ့ပြီး တော်လန်ရေးရဲဘော်များနဲ့ပူးပေါင်းကအကျန်းဖက်စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်သွားမှာဖြစ်ကြောင်းသူကထုတ်ဖော်ပြောဆိုပါတယ်။သူကရေပြန်စင်ယိုကြီးရွာကနေကားမောင်းပြီးရွာအထက်မှာကားကိုစစ်ခွေးတွေကချော့ဆွဲတော့သူ့ဘာပါသွားတယ်။နောက်တော့လူကဘာပေါ်တာဆွဲပြီးခမရ6တိမ်မြုပ်ကိုပို့လိုက်တယ်။အဲ့ဒီကနေဝဲကလေးမှာစစ်တန်နန်း3လတက်ပြီးနတ်တန်ကွင်းကရှေ့တန်းကိုပို့တာ။နတ်တန်ကွင်းကရှေ့တန်းမှာထွက်ပြေးဖို့လုပ်တော့မိုင်းကွင်းတွေကြောင့်အဆင်မပြေလို့ထွက်မပြေးခဲ့ရဘူး။နတ်တန်ကွင်းကရခိုင်ကိုသွားမယ်ဆိုပြီးညွှန်ကြားလာလို့တောင်ကိုတက်မှလက်နက်ခဲယမ်းတွေဖြစ်ဖို့လုပ်တော့ထွက်ပြေးတာ။ တာယာဝတီမင်းင်းချောင်းကိတ်မှာပြန်ဖမ်းခံရပြီးပြည်စစ်တပ်မှအချုပ်ချခံရတယ်။စစ်ခွေးတွေကအချုပ်ကနေပြန်လွတ်ပေးပြီးညောင်ကျိုးကိုထပ်ပို့တယ်။ညောင်ကျိုးတိုက်ပွဲမှာအေအေတိုက်လို့တေးတာထက်လီတက်ကဘုံမကျဲလို့တေးတာပုံများတယ်လို့ပြောတယ်။စစ်ခွေး120ကျော်လောက်တေးတယ်လို့အလင်းဝင်လာတဲ့ကိုနန်းလင်းသူကပြောတယ်လို့တာယာဝတီခရိုင် PDF မှာတာဝန်ရှိသူတူကပြောဆိုပါတယ်။ပြည်သူလူထုကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများအပါအဝင်ပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုထမ်းနေရတဲ့စစ်မှုထမ်းတပ်သားတင်များအနေနဲ့အမြန်ဆုံးအလင်းဝင်ကြရတဲ့ တလိုင်းတပွက်တန်လက်နက်နဲ့တူအလင်းဝင်ရောက်လာပါကထိုက်ထိုက်တန်တန်ဆုချီးမြင့်သွားမိဖြစ်ကြောင်းတာယာဝရီခိုင်တရင်383ညနဲ့တက်ခွဲလေးမြောက်ပြောက်ကြတပွက်အုပ်ဖို့ကတတိပေးထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီနဲ့ချုပ်ဆိုထားတဲ့ယင်းနှမြုံနယ်မှုဆိုင်ရာစစ်ပွဲရေးစာချုပ်များအကျိုးမရှိလို့ရုရှားနိုင်ငံသားရဲ့ဝန်ကြီးဌာနက NUG ကစာရေးအကြောင်းကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေအောင်လိုင်းရဲ့ရုရှားခီးစဉ်အတွင်းအကြမ်းဖက်စစ်ကောင်စီနဲ့ချုပ်ဆိုထားတဲ့ယင်းနှမြုံနယ်မှုဆိုင်ရာစစ်ပွဲရေးစာချုပ်များမှာအကျိုးမရှိကြောင်း ရုရှားနိုင်ငံသား၏ဝန်ကြီးဌာနကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကစာရေးအကြောင်းကြားထားကြောင်းတမရရုံပြောရေးဆိုခွင့်ရှိသူဦးကျော်စင်ကပြောဆိုပါရယ်။ယနေ့ထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်း press briefing အစီအစဉ်6မြင်းဆုံး2025မှာ၎င်းကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါရယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ရုရှားခီးစဉ်အတွင်းစစ်အာဏာတည်မြဲရေးအထောက်အကူဖြစ်စေရန်စစ်လက်နက်ဝယ်ယူခြင်းတရားမဝင်ငွေကြေးရှာဖွေခြင်းအပါအဝင်စီယူနေတဲ့စစ်တပ်ကိုလိန်လယ်စိတ်ဓာတ်မြင့်တင်ရန် အတူအယောင်ရွေးကောက်ပွဲကျင်းပပြီးနိုင်ငံရေးထွက်ပေါက်ရှာရန်ဆောင်ရွက်ခဲ့ကြောင်းစစ်ကောင်စီနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာချုပ်များချုပ်ဆိုခဲ့ပြီးရင်းစာချုပ်များမှာတရားမဝင်ကြောင်း၎င်းကဆိုပါတယ်။မဲအွန်လိုင်းရုရှားနဲ့ဘယ်လာရုစ်နိုင်ငံများကိုတွားရောက်ခဲ့တာဟာသူနဲ့စစ်ကောင်စီရဲ့အာဏာတည်မြဲရေးအတွက်အထောက်အကူပြုရေးစစ်လက်နက်များဝယ်ယူရေးတရားမဝင်ငွေကြေးရှာဖွေရေးမြန်မာပြည်သူများရဲ့လုံအားကိုအမျက်ထုတ်ရေးနဲ့လုံသားတင်ပို့ဖို့ဆိုတာတွေအပြင်စစ်ယူးနေတဲ့သူစစ်တပ်ကိုလိန်လေလှည့်စားပြီးစိတ်တက်မြင့်တင်ဖို့နဲ့အတူအယောင်ရွေးကောက်ပွဲကနေနိုင်ငံရေးထွက်ပေါက်ရှာရန်သာဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ချုပ်ဆိုထားတဲ့စာချုပ်များဟာရည်ရှိတည်တံ့ခံမြဲသောယင်းနီမြုပ်နှံမှုများအတွက်အကျိုးမရှိကြောင်းရုရှားအစိုးရထံသို့လည်းမြို့သားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနမှစာရေးသားပြောဆိုခဲ့ပြီးဖြစ်ပါတယ်လို့ဦးကျော်စင်ကပြောဆိုပါတယ်။မြို့သားညီညွတ်ရေးအစိုးရအနေနဲ့စစ်အာဏာသိမ်းမှုမတိုင်မီချုပ်ဆိုထားတဲ့သဘောတူညီချက်နဲ့စာချုပ်များကိုသာတာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်းစစ်ကောင်စီလက်အောက်ခံယင်းနီမြုပ်နှံမှုကော်မရှင်ဌာနခွင့်ပြုမိန့်နဲ့အတီးပြုမိန့်များကိုတောင်းခံကယင်းနီမြုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ခြင်းကိုလက်မခံဘဲရပ်ဆိုင်ထရန်အမိန့်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၎င်းကဆိုပါတယ်။ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အာနာတိမ်မှုမတိုင်မီကနိုင်ငံများအကြချုပ်ဆိုထားတဲ့နေနမိတ်သဘောတူညီချက်များအပါအဝင်စာချုပ်များနဲ့သဘောတူညီချက်များကိုသာတာဝန်ယူဆောင်ရွက်မှာဖြစ်တဲ့အတွက်တရားမဝင်တဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံမြန်မာနိုင်ငံယင်းနှိမ့်ညွန့်မှုကော်မရှင် MIC ထံမှခွင့်ပြုမိတ်အတီးပြုမိတ်များတောင်းခံကယင်းနှိမ့်ညွန့်မှုလုပ်ငန်းများဆောင်ရွက်ခြင်းကိုလုံးဝမပြုလုပ်ကြရန်နဲ့ဆောင်ရွက်ဆဲတရားမဝင်သောယင်းနှိမ့်ညွန့်မှုလုပ်ငန်းများကိုချွင်းချက်မရှိရပ်ဆိုင်းထားရန်အထူးတတိပေးပြောကြားလိုပါတယ်အကြံပတ်စစ်ကောင်စီကတရားမဝင်အာဏာသိမ်းတဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကစပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနဲ့ပတ်သက်တဲ့ခွင့်ပြုမိန့်နဲ့အတီးပြုမိန့်များထုတ်ပေးခြင်းကိုချွင်းချက်မရှိရစိုင်းထားရန်အမျိုးသားညီညွတ်ရေးအစိုးရစီမံကိန်းဘဏ္ဍာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှအမိန့်ကြော်ညာစာအမှတ်1မြင်းဆောင်2021ဖြင့်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်။အကြံပတ်စစ်ကောင်းဆောင်မင်းအောင်လိုင်ကမတ်လ3ရက်နေ့မှမတ်လ9ရက်နေ့အထိရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံများကိုတွားရောက်ခဲ့ပြီးရင်းခီးစဉ်ကိုအလွန်အောင်မြင်သောခီးစဉ်အဖြစ်စစ်ကောင်စီကကြေညာကုန်ယူလျက်ရှိနေပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ USIP ဌာနချုပ်အဆောက်အုံကို Elon Musk ရဲ့ DOG အရာရှိတွေဝင်ရောက်ထိန်းချုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ American ရဲ့ငြိမ်းချမ်းရေး Institute USIP ဌာနချုပ်တဲ့ကို Elon Musk အတိကထိန်းချုပ်နေတဲ့အစိုးရလုပ်ငန်းစဉ်ထိရောက်ရေးဌာန DOG အရာရှိတွေကဝင်ရောက်ထိန်းချုပ်ခဲ့ပါတယ်။ USIP ဟာ American ရဲ့လွတ်လပ်တဲ့အကျိုးအမြတ်မမျှော်လင့်တဲ့ ကမ္ဘာတလွန်းကပြိပခတ်တွေကိုတမ်းမြှင့်လျှော့ချဖို့ရည်ရွယ်ထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတနမန်ရေးရာဂျားဝင်ညှိနှိုင်းရေးနဲ့တခြားငြိမ်းချမ်းရေးတည်ဆောက်မှုကဏ္ဍတွေအတွက်သူတေသနစမ်းစစ်လေ့လာချက်နဲ့လေ့ကျင့်သင်တန်းပေးမှုတွေကိုထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ American သမ္မတ Donald Trump ရဲ့အမေရိကန်နိုင်ငံရေးမဟာမိတ်ဖြစ်တဲ့ Max ကဥဆောင်နေတဲ့ DOG ဟာပြီးခဲ့တဲ့သတင်းပတ်ကလေးက Washington DC မှာရှိတဲ့ USIP ဌာနချုပ်ထဲကိုဝင်ရောက်ဖို့အားထုတ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ပြီးခဲ့တဲ့သတင်းပတ်ကောင်မှာ Trump က USIP ရဲ့ဘုတ်ဖွဲ့တစ်ကိုသူ့စိတ်ကြိုက်ပြောင်းလဲတွေရုတ်တရက်လုတ်ပစ်ခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ Mesla 18ရက်နေ့ညပိုင်းမှာတော့ဌာနချုပ်အဆောက်အုံတွေကို Washington DC ရစ်တပ်ဖွဲ့ဝင်တွေနဲ့တူ DOG အရာရှိတွေကဝင်ရောက်ခွင့်ရသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ DOG အရာရှိတွေကအဆောက်အုံတွေမှာဖြန့်ကျက်နေရယူထားလိုက်တာဖြစ်ပါတယ်။ USIP ဥက္ကဋ္ဌ George Moose က DOG ဟာ USIP အဆောက်အုံတွေကိုဖောက်ထွင်းဝင်ရောက်နေတယ်လို့လူမှုကွန်ရက်ပေါ်စွပ်စွဲရေးသားခဲ့ပါတယ်။ American အစိုးရကတော့မူဆာသူ့ရဲ့ယာတုကနေထုတ်ပယ်ခံထားရပြီဖြစ်တယ်လို့ပြောပါတယ်။ Trump ရဲ့အစိုးရဟာ USIP ရဲ့ပုတ်ပွဲဝင် အားလုံးလူလူကိုထုတ်ပယ်ခဲ့ပြီးကာကွယ်ရေးဝန်ကြီး Pete Hegseth နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့မြို့သားကာကွယ်ရေးတက္ကသိုလ်ဥက္ကဋ္ဌ Peter Garvin တို့ကိုသာခြံထားခဲ့ပါတယ်။ Moose ကိုတော့ Matchla 14ရက်နေ့ကလေးကထုတ်ပယ်ပြီးပြီလို့ဆိုပါတယ်။ Trump လိုချခတ်မှုအဖြစ် Kenneth Jackson ကို USIP ဥက္ကဋ္ဌနေရာအတွက်ယာထားကြောင်းလက်ကျန်ပုတ်ဖွဲ့ကထုတ်ပြန်ထားပေမဲ့ USIP ပုတ်ဖွဲ့ဝင်ဟောင်းကတော့ အဲ့ဒီခန့်အပ်မှုဟာဥပဒေနဲ့မညီညွတ်ဘူးလို့တုံ့ပြန်ဝေဖန်ထားပါတယ်။ USIB ဟာအစိုးရရဲ့ Federal Agency တခုမဟုတ်ဘဲပဋိပက္ခတွေကိုဖြည့်ရှင်းပေးဖို့ရည်ရွယ်ချက်နဲ့1984ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာပါ။ပြီးတော့ USIB ဟာအဖွဲ့အစည်းရဲ့အဆောက်အအုံနဲ့စီမံဆောင်ရွက်မှုတွေကိုအပြည့်အဝပိုင်ဆိုင်ခွင့်ရှိတယ်လို့လည်းဆိုပါတယ်။ USIB ရဲ့လုံခြုံရေးအရာရှိချုပ် Colin O'Brien ကမတ်လ18ရက်နေ့မှာအဖွဲ့အစည်းရဲ့အရင်လုံခြုံရေး contract ဝန်ထမ်းဟောင်းတွေဟာအခွင့်မရှိဘဲအဆောက်အအုံနဲ့ဝင်လို့ Washington DC ရစ်တပ်ဖွဲ့ကိုဆက်သွယ်ခဲ့ကြောင်းပြောပါတယ်။ရဲတွေရောက်လာလို့ သူကတောင်းနှုတ်ဆက်တဲ့အချိန်မှာတော့ရဲတွေကိုယ်တိုင်က DOG ရာရှိတွေဝင်နေအောင်အဆောက်အုံတကားကိုဖွင့်ပေးခဲ့ကြောင်း DOG ရာရှိတွေနဲ့တူ Washington DC ရဲတပ်ဖွဲ့ uniform ဝတ်ရဲရာရှိတရားစင်လောက်ကချန်ရံလိုက်ပါပေးခဲ့ကြောင်းသူကဆိုပါတယ်အချိန်တွေရှုပ်ထွေးခဲ့ပြီး Washington DC ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရရာရှိတအုပ်ကတော့ USIP မှာဥပဒေမဲ့ဝင်ရောက်ဖို့အားထုတ်မှုတစ်ခုအတွက်တိုင်ကြားထားတာကိုလက်ခံရရှိလို့လိုအပ်တယ်လို့တုတ်ပြန်ခဲ့ကြောင်း USIP ဘက်ကထွက်ခွာစီလိုတဲ့လူပုတ်ကိုယ်တွေကိုညှိနှိုင်းပြီးထွက်ခွာစီခဲ့ကြောင်းဘယ်သူ့ကိုမှဖမ်းဆီးတာမျိုးမရှိခဲ့ကြောင်းပြောပါတယ် ဲ့ဒီနောက်မှာ DOG ရရှိတွေကအဆောက်အုံတွေကိုဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ Moose က USIP အဆောက်အုံနဲ့တရားလက်မဲ့ဝင်ရောက်ခဲ့တဲ့ DOG ရဲ့လုပ်ရက်ကိုပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီးတရားရုံးမှာအစွမ်းကုန်ဆန့်ကျင်အရေးစုသွားမယ်လို့ပြောကြားသွားပါတယ်။အတိုက်ခံ Democratic Party ရဲ့အောက်လွှတ်တော်အမတ်တဦးဖြစ်သူဒွန်ဘေယာဟာ match လ18ရက်နေ့ညနေပိုင်းက USIP အဆောက်အုံစီရောက်ရှိခဲ့ပြီး DOGE ရဲ့လုပ်ရက်ကို American Outlet.co အရေးစုတင်ပြမယ်လို့ပြောပါတယ် Federal အစိုးရ Agency တခုမဟုတ်တဲ့ USIBO DOG ကခွင့်ပြုချက်မရှိဘဲဝင်ရောက်ထိန်းချုပ်ခဲ့တယ်ဆိုတာဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီညွတ်တယ်လို့တရားဥပဒေချိုးဖောက်ရာရောက်တယ်လို့ပေယာကဆိုပါတယ်။ Trump မှာ February 16ရက်နေ့တုန်းကထုတ်ပြန်ထားတဲ့အထူးအမိန့်အရ Federal အစိုးရဖွဲ့စည်းပုံကို short ချရမယ်ဆိုတဲ့အကြောင်းပြချက်အောက်မှာ USIB နဲ့တခြားဖွဲ့စည်းအချုပ်ကိုပြစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။အဲ့ဒီအမိန့်နောက်ပိုင်းမှာ American အစိုးရလက်အောက်ခံနိုင်ငံတကာထောက်ပံ့တဲ့ပညာရေးအကူအညီပေးမှုဆိုင်ရာ agency တွေမှာ project တွေရပ်ဆိုင်တာဝန်ထမ်းတွေကိုထုတ်ပယ်လျှော့ချတာတွေရှိခဲ့ပါတယ်။ Imperial ပြောရေးဆိုခွင့်ရအမျိုးသမီး Anna Kelly က USIP ဟာတမနာ Trump ရဲ့အမိန့်ကိုလိုက်နာမှုမရှိခဲ့ဘူးလို့ဆွဆွဲပါတယ်။ပြီးတော့ USIP ရဲ့ဗုတ်ဖွဲ့ဝင်တွေကိုတမနာကထုတ်ပယ်ခဲ့တာတရားဝင်လုံထုံးလုံနည်းတွေနဲ့ညီညွတ်ကြောင်းကျန်တဲ့ဗုတ်ဖွဲ့ဝင်တွေကပဲ Jackson ကို USIP ယာယီဥက္ကဋ္ဌဖြစ်သဘောတူတင်မြောက်ခဲ့ကြကြောင်း Kelly ကဆိုပါတယ်။နောက်ပြီးတမနာ Trump ရဲ့အမိန့်ကိုစိုးသွမ်း Bureaucrat တွေကဖီဆန်ယာမှာ agency တွေ အဖွဲ့အစည်းတွေကိုတစားကန်လို့အသုံးချနေတာမျိုးကိုလုံးဝလက်ခံမှာမဟုတ်ကြောင်းအစိုးရလက်အောက်ခံအေဂျင်စီတွေဟာအမေရိကန်ပြည်သူတွေယုံကြည်အနှင်းထားတဲ့တမရရဲ့အမိန့်တွေကိုမမိတ်မတုံအကောင့်ထဲပေါ်ကြမှာဖြစ်ကြောင်းလဲကယ်လီကမက်လ18ရက်နေ့မှာမှတ်ချက်ပေးသွားခဲ့ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။